မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံအခြေစိုက် Netter တစိ EV ကားများထုတ်လုပ်နေတဲ့ Vijan Hozon New Energy Automobile Company ဟာဇွန်လ19ရက်နေ့ကဒေဝါလီခံလိုက်ပြီးဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာခဲ့ရမှာအဲ့ဒီကြေညာချက်ဟာမြန်မာနိုင်ငံရဲ့လျှက်စစ်ကားလို့ခေါ်တဲ့ EV ကားဈေးကွက်ကိုပါအချိန်ဟုန်ပြင်းပြင်းနဲ့ရိုက်ခတ်နေပြီးတော့ဝယ်လိုအားတွေထိုးကျနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကလျှက်စစ်ကား Nectar အမှတ်တံဆိပ် EV ကားများထုတ်လုပ်နေတဲ့ Zijan Hozon New Energy Automobile ကအကျွေးတရုတ်ယွမ်ငွေ10ဘီလီယံကျော်ရှိနေတဲ့အချိန် အကျွေးရှင်တအူးကတရုတ်ယွမ်ငွေ9.3တန်းရရှိရန်တရားစွဲဆိုလာတယ်လို့သိရပါဗျ။အခုလိုမျိုးတရားစွဲလာတဲ့အတွက်ကုမ္ပဏီကဒေဝါလီခံရန်တရားရုံးကိုတင်ပြလျှောက်ထားလာခြင်းဖြစ်တယ်လို့သိရပါဗျ။လက်တလုံးမှာ Netter အမှတ်တံဆိပ် EV ကရှိုးရူးမ်တွေဟာလည်းပိတ်သိမ်းနေပြီးတော့အဲ့ဒီကုမ္ပဏီဝန်ထမ်းများဟာလည်း2024ခုနှစ် November လကစတင်ပြီးတော့လစာမရတဲ့အတွက်လမ်းပေါ်မှာထွက်ပြီးဆန္ဒပြခြင်းများကိုလည်းလှုပ်ဆောင်နေကြတယ်လို့သိရပါဗျ။ Netter တံဆိပ် EV ကရဲ့ခရက်ကတော်တော်ကိုကြီးပါတယ်။ငကိုကမှဒီမှာကမိမ မှန်လို့ EV ကားတွေကတိတ်ပြီးတော့ရောင်းမကောင်းမတွင်ကျပါဘူးဆိုမှ EV ချာခြင်းအသွင်းကားကလည်းဓာတ်ဆီဈေးထက်တောင်မှများသလောက်ဖြစ်နေတော့လူတွေကတိတ်ပြီးမစည်းကြတော့ဘူးပြည်တွင်းမှာ EV ကားတွေပုံနေတာပဲသူကဝယ်ပြီးရင်လည်းတခင်ချစ်ကားလို့ဖြစ်နေတယ်ပြန်ရောင်းရင်မထွက်တော့ဘူးဈေးလျှော့ရောင်းရင်တောင်မှဒီကလျက်စက်မီအခြေအနေကြောင့်အဝယ်ကိုမရှိတာလို့ရန်ကုန်မော်တော်ကားရောင်းဝယ်ရေးအသင်းကဝါရင် ရင်အယောင်းဝယ်အကျိုးဆောင်တအုပ်ကသတင်းပေးဖို့ပြောကြားထားပါဗျ။မြန်မာနိုင်ငံအတွင်းရောင်းချနေတဲ့ EV ကားများမှာတရုတ်နိုင်ငံထုတ်ဒစိအမျိုးမျိုးပါဝင်ပြီးတော့အ ਨੇ စုံလျှက်စစ်ကားများရဲ့စွမ်းဆောင်ရည်နဲ့အချိန်ကြာမြင့်စွာအသုံးပြုနိုင်မှုအဆင့်မြင့်ဇိမ်ခံစနစ်ပါဝင်မှုတို့အပေါ်မူတည်ပြီးတော့ဈေးနှုန်းများဟာ EV ကားအသစ်ဒစိကိုငွေကျပ်အ ਨੇ စုံ 3800ကနေစတင်ပြီးတော့3000နီးပါးအထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်2022ခုနှစ်နဲ့2023ခုနှစ်ကာလများမှာမြန်မာနိုင်ငံအတွင်းကို EV ကားများအစီးရေထောင်ချီပြီးတော့တင်သွင်းခဲ့ကြတယ်လို့သိရပါတယ်ပြည်တွင်း EV ဈေးကွက်မှာဆိုရင်အများဆုံးတုံးတာက MG Leap Motor နဲ့ BYD ပေါ့အဲ့ဒါကလူကြိုက်များပါတယ် Nectar လည်းလူကြိုက်များတဲ့နေရာမှာပါတယ်အခြားတစ်စိတ်တွေလည်းအများကြီးရှိသေးတယ်ကားခတ်သေးသေးလေးတွေလည်း အိမ်နဲ့ခြံနဲ့နေနိုင်တဲ့သူတွေကဝယ်ပြီးတော့ဈေးသွားကြောင်းသွားတုံးကြတာပေါ့စီရီကြိတ်ကြိတ်တို့တန်းစီနေရတော့က EV ကားတစ်ခက်ထားလိုက်သေးတယ်အခုတော့ EV ကားဆိုရင်ပြန်ရောင်းကြတဲ့သူတွေကြီးပဲလို့ရန်ကုန်က ဝါရင်ကားဝယ်ရောင်းတို့ကပြောပြထားပါဗျာပြည်ထုံနိုင်ငံကဒေဝါလီခံသွားရတဲ့ Nectar အမှတ်တရစိလျှက်စစ် EV ကားများကိုမြန်မာနိုင်ငံကို Grand Cyrus Company ကပြင်သွင်းလျက်ရှိပြီးတော့လက်ရှိဒေဝါလီခံလိုက်ရတဲ့ခရက်ကြောင့် Nectar တရစိကားများကိုဈေးလျှော့ပြီးတော့အ мян ပြန်ရောင်းချမှုများတုံးဆွဲသူများကလည်းအရှုံးခံပြီးတော့ရောင်းချမှုများရှိနေတယ်လို့ဈေးကွက်အတွင်းကစုံစမ်းသိရှိရပါဗျာ NetU 2024 model ကို3000ကျော်ကျော်လေးနဲ့ချရောင်းနေပါတယ်အရင်ကသိန်းကို1500ကျော်လောက်ဈေးကိုထထအော်နေတဲ့ကားပါအခုတော့လာဝင် short ပေးမယ်အလုပ်ဖြစ်အောင်ရောင်းပေးမယ်ဆိုတာကြီးပဲလို့ရန်ကုန်က EV ကားသုံးဆွဲတဲ့ဒုတိယဦးကရှင်းပြထားပါဗျ။မြန်မာနိုင်ငံမှာ EV ကားများဟာ2023ခုနှစ် April 20ရက်နေ့မှာမင်းအွန်လိုင်းကပြည်ရင်းလျှက်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက်ဆိုလာနဲ့ဆက်ဆက်ပစ္စည်းများ ပြည်ပကနေပြီးတော့တင်သွဲမှုများအထွတ်အခွန်ကင်းလွတ်ခွင့်ပေးပြီးတဲ့နောက်ပိုမိုခေစားလာခဲ့ပြီးတော့မင်းအွန်လိုင်းရဲ့တအောင်ပြေဆောင်နဲ့သမီးခင်သီရိတတ်မွန်တို့ကဆိုလာလျက်စက်နဲ့ EV ကတင်သွဲမှုများကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းရဲ့တမိဖြစ်တဲ့ခင်သီရိတပ်မုံက၎င်းရဲ့လုပ်ဖော်ကိုင်မန်များဖြစ်ကြတဲ့နိုင်ဖြိုးကျော်ဝီယံမင်းမောင်တို့နဲ့အတူ MPK Motor Company Limited ကိုထူထောင်ပြီးတော့မြန်မာနိုင်ငံအတွင်းကိုလျက်စက်ကားများနဲ့ MG မြန်မာ League Motor မြန်မာအမျိုးအစားလျက်စက်ကားများကိုတင်သွင်းလျက်ရှိပြီးတော့အခုကာလအပိုင်းခြားမှာလျက်စက်ကားများရဲ့ဝယ်လိုအားများဟာလည်း ထိုးကြလျက်ရှိကြောင်းဈေးကွက်အတွင်းကနေစုံစမ်းသိရှိရပါတယ်။ခင်သီရိတပ်မော်နဲ့အပေါင်းပါတွေလောက်ကန်နေတဲ့ MG မြန်မာ EV ကားကုမ္ပဏီကမြန်မာနိုင်ငံထဲကိုလျှက်စစ်ကားများနဲ့ MG အမတ်တစိတ်ကားများ Lee Motor မြန်မာအမျိုးအစားလျှက်စစ်ကားများတင်သွင်းနေရမှာကားမိတ်ဆက်ပွဲများကိုတရုတ်ဆောင်မင်းသားမင်းသမီးများဖိတ်ကြားပြီးတော့ ချင်းချင်းတဲတဲမကြာခဏဆိုသလိုကျင်းပါလိမ့်ရှိတယ်လို့သိရပါဗျ။ဒါအပြင်မင်းအွန်လိုင်းရဲ့သမီးနဲ့အပေါင်းပါနိုင်ဖြိုးကျော်ဝင်းရမင်းမောင်တို့ရဲ့ MPK Motor Company Limited ကမြန်မာနိုင်ငံတဝမ်းမှာရှိတဲ့လျက်စက်ကားများမှာဓာတ်အားသွင်းတဲ့ EV Charging Station များကိုလုပ်ပိုင်ခွင့်ရရှိခဲ့ပြီးတော့ EV Charging Station များစွာကိုတိစောက်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲမင်းအွန်လိုင်းရဲ့သားဖြစ်တဲ့အောင်ပြေဆောင်ကလည်း ပြည်ထောင်နိုင်ငံထုံး BYD Company က BYD EV ကားများကိုအခြားသောနာမည်ကန်လုပ်ငန်းရှင်များနဲ့ပူးပေါင်းပြီးတော့ကုမ္ပဏီထောင်ပြီးမြန်မာနိုင်ငံအတွင်းကိုတင်သွင်းရောင်းချခဲ့တယ်လို့သိရပါဗျ။စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့သားနဲ့သမီးရောင်းချနေတဲ့ EV ကားများဟာဝယ်လိုအားအလွန်အမင်းကိုထိုးကျသွားတဲ့အချိန်မှာမင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်နဲ့မြန်မာနိုင်ငံတော်အားမှာလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုစီမံချက်နဲ့ဖန်ဆီးမှုကိုအခုဇွန်လ၁ရက်နေ့ကနေစတင်လှုပ်ဆောင်ခဲ့ပြီးတော့ယခုအချိန်ထိလဲဆက်လက်ပြီးတော့ဖန်ဆီးနေဆဲဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ပါတလိတ်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုအရခတပ်တော် AA ကစနိုက်ပါများနဲ့ပစ်ခတ်မှုရှိနေပြီးတော့စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တွေမြို့ပါတလိတ်ကျေးရွာပါတလိတ်စိတ်ကမ်းမှာစစ်ကောင်စီရဲ့တပ်စခန်းရှိနေပြီးတော့ခလာရ1-3နဲ့တပ်ရင်ခလာရ3-4တပ်ရင်နဲ့ပညာရေးတပ်ရင်10တို့ရှိနေကအဲ့ဒီတပ်ရင်များကလက်နက်ကြီးများနဲ့ပစ်ခတ်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ် ပါဒလိတ်ကြီးရွာဟာမေယူမြေကမ်းဘေးမှာတရှိပြီးတော့ပါဒလိတ်စိတ်ကမ်းမှာစစ်ကောင်စီရဲ့စစ်ရေရင်တင်းမောများလဲရှိနေတယ်လို့သိရပါဗါးလွန်ခဲ့တဲ့3ရက်လောက်ကပါဒလိတ်ကစစ်ကောင်စီရဲ့တပ်စခန်းတချို့ကိုအရခတက်တော် AA ရဲ့စနိုက်ပါအဖွဲ့ကပြစ်ခတ်မှုများပြုလုပ်ခဲ့တယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောပြထားပါဗါးပြီးခဲ့တဲ့3ရက်က AA ဘက်ကနေပြီးတော့ပါဒလိတ်ဘက်ကတိုက်ရင်တွေကိုစနိုက်ပါနဲ့ပြစ်ခတ်တာတွေရှိနေပါတယ်ထိခိုက်မှုတွေကတော့မသိရသေးဘူး စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်တာတွေရှိတယ်။တိတ်တော့မများဘူး။တလုံးစားနှလုံးစားလောက်ပဲပြစ်ခတ်တမ်းတွေကြားနေရတယ်လို့အဲ့ဒီရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါရယ်။စစ်တွေမျိုးအနီးစစ်ကောင်စီရဲ့တိုက်ရဲများကင်းစခန်းများကိုအရခတက်တော်အေအေကပျောက်ကြားတိုက်နီးနဲ့တိုက်ခိုက်နေတယ်လို့သိရပြီးတော့နှစ်ဖက်စလုံးစစ်ဆိုင်ထားတဲ့အနေအထားဖြစ်တယ်လို့စစ်တွေမျိုးကစီရေးသုံးသက်သူကပြောပြထားပါရယ်။နှစ်ဖက်စလုံးကတော့စစ်ဆိုင်ထားတဲ့အခြေအနေပါစစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားတယ်လို့အေအေဘက်ကလည်းတိုက်ပြီးရင်ပြန်ဆုတ်သွားတာမျိုးစနိုက်ပါနဲ့လှမ်းပစ်တာ ာမျိုးကတော့မကြာခဏရှိနေပါတယ်မြို့ကန်တွေကတော့ဘယ်အချိန်ပောက်ကွဲမလဲဆိုတဲ့ဘုံကိုစောင့်နေရတာမျိုးပေါ့တိုက်ပွဲအခြေအနေကိုတော်တော်လေးကိုနားဆွင့်နေရပါတယ်လို့၎င်းကရှင်းပြထားပါတယ်။မေလနောက်ဆုံးဘက်ကလည်းဒါကာစာစစ်တွေဒေတာကိုကဲမှုစစ်ဌာနချုပ်စစ်တွေရဲ့ကာကင်းစခန်းဖြစ်တဲ့ဂန်ကော်ကျွန်ချေးပါမှာရှိတဲ့စစ်စခန်းကိုအရခတက်တော် AA ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားအများပြားသေဆုံးသွားသလိုတန်ကြပ်ကစစ်ကားနှစ်စီးလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကစစ်တွေမျိုးအနီးပတ်ပတ်လည်းမှာ မြေမြုံမိုင်းများထောင်တာကတပ်စခန်းအများပြားကိုလည်းတိုးချဲ့ထားပြီးတော့ပေါက်တော်ပုံနာကျောင်းနဲ့ရသေးတောင်ဘက်ကိုလက်နက်ကြီးများပစ်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ဒါ့အပြင်အဲ့ဒီမြို့များနဲ့စစ်တွေမြို့အနီးအေးအေးရှိနိုင်တယ်လို့ယူဆရတဲ့နေရာများကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုများနဲ့စစ်သင်းမောများကလည်းကင်းလက်နေတယ်လို့သိရပါတယ်။အထူးသဖြင့်ကလဒန်မြို့ဝနဲ့မေယူမြစ်ကျောတရှောင်းပါတလိတ်စိတ်ကန်းနဲ့မင်းချောင်းတရာထိတ်တထီကိုစစ်ကောင်စီရဲ့စစ်သင်းမောများကလှည့်လည်သွားလာပြီးတော့ကင်းလက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျ။ 喵。 喵 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အစားဖေကုံမြို့နယ်ဖေကုံအင်းအရှိတ်ကမ်းမှာရှိတဲ့စောင်းတန်းခဲကြီးရွာကိုစစ်တပ်နဲ့စစ်တပ်လက်အောက်ခံ PNO ပြည်သူ့ဆွေပူးပေါင်းအဖွဲ့တွေကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးမိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့ဖေကုံမြို့နယ်ဖေကုံအင်းအရှိတ်မှာရှိတဲ့စောင်းတန်းခဲကြီးရွာကိုစစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူပေးပြီးတော့မြေပြင်ကနေလဲစစ်သားနဲ့ PNO ပြည်သူ့ဆွေများပူးပေါင်းပြီးတော့စစ်ကြောင်းထုံးလာတယ်လို့သိရပါတယ်။အဲ့ဒီနောက်စောင်းတန်းခဲကြီးရွာတရွာလုံးနီး ီးပါးကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမိုးပြင်းမြို့အရှိတ်ကနေဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ကဝင်လာတာပါ။ဇွန်လ24ရက်နေ့ညနေမှာမိစာရှုပ်တာလက်ရှိအချိန်ထိရွာထဲမှာရှိနေတော့မယ်။ နေအိမ်ဘလောက်ကုန်သွားလဲတော့မသိရသေးဘူးမိရှုခံရတဲ့နေအိမ်တွေများပါတယ်စစ်ခွေးတွေဘက်ကအင်အားများတော့တော်လိုင်းရေးတပ်ဖွဲ့တွေကနောက်ဆုတ်ပေးလိုက်ရတယ်လက်ရှိအချိန်ထိလဲဂျက်ဖိုက်တာတွေနဲ့ပြန်ဝဲပြီးတော့ဘုံကျဲနေတာတွေရှိတယ်လို့ဒေသသတင်းရင်းမြစ်ကပြောပြထားပါတယ်စောင်းနှန်းခဲချေးရွာကိုဝင်ရောက်လာတဲ့စစ်တပ်နဲ့ပီယန်နိုပူးပေါင်းစစ်ကြောင်းကိုကရင်နီပြည်လူမျိုးပေါင်းစုံလွတ်လပ်ရေးတပ်ဦးကလလာတာမိုးပြဲ PDF ဖဲကုံ PDF KNDF ရိုက်ကော PDF နဲ့ပြားစစ်ကြောင်းစတဲ့တပ်ပေါင်းစုတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးထက်မနည်းသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ25ရက်နေ့မနက်7:00နာရီခန့်အချိန်မှာဖားဆောင်မြို့နယ်မော်ချီဒေသတောင်ပေါ်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာခဲတပ်တူတူဖော်ရေးလုပ်ငန်းဝင်နဲ့ကုန်းစုံဆိုင်တဆိုင်ပေါ်ကိုဘုံညာကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူ9ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါရခဲချင်းနဲ့ကုန်းစုံဆိုင်ပေါ်ကိုဘုံကျကွဲတာခဲချင်းဝင်နေကြတဲ့အချိန် အလုပ်တွေလုပ်နေကြတဲ့အချိန်ဆိုတော့အထိကိကများပါတယ်ဘာတိုက်ပွဲမှမရှိပါဘူးတိုက်ပွဲကဖားဆောင်မှမှာပဲဖြစ်နေတာအခုဘုံကျဲတာကမော်ချီဘက်ကိုကျဲသွားတာပါကနအူးခနအူးတေဆုံးထားပါတယ်အများပြားဒဏ်ရာရတယ်လို့တော့သိရတယ်ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေလို့အရေးအတွက်အတိအကျတော့မသိရသေးဘူးဒီထက်လည်းများနိုင်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာကိုဘုံမကျဲပဲပြည်သူလူထုတွေနေထိုင်နေစစ်ဘေးရှောင်စခန်းများလုပ်ငန်းခွင်များဖုန်ကြီးเจ้าများစာတင်เจ้าများကိုပြင့်မှတ်ထားကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်း ်ကရင်ပြည်ပြည်နယ်ဘက်ကိုစစ်ကောင်စီ၄တပ်ကနေပြီးတော့ Jet Fighter 112လေယာဉ်များနဲ့ကင်းထောက်ပြန်တန်းနေခြင်းတို့ကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန်းများသတိပေးချက်များကိုလိုက်နာပေးကြပါရန်တော်လိုင်းအင်အားစုများကတိုက်တွန်းထားပါတယ်။အလားတူပဲမကွေတိုင်းပခုတ်ကူမြို့နယ်ကံမတိုက်နယ်အနောက်ချမ်းကိုလည်းအကြမ်းမဆက်တဲ့ရဲဒရုံလေတပ်ကနေတက်လာတဲ့112ဘုံကျဲလေယာဉ်နဲ့လေကြောင်းတိုက်ခတ်မှုစတဲ့ချိန်ပြုတ်လုခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပါတယ်။ ဒီကနေ့ဇွန်လ25ရက်နေ့မနက်6:00နာရီကနေ6:45မိနစ်အချိန်တွင်းကိုဘုံအလုံးကြီး30ကြော်ခန့်ကျဲချသွားခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့လေးချောင်းတိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါဗျ။လက်ရှိမှာစစ်တပ်ကအင်အားတထောင်ကျော်နဲ့ပခုတ်ကူမြို့နယ်ကံမတိုက်နယ်ကိုစစ်ကြောင်းထိုးနေတဲ့အချိန်လေးချောင်းနဲ့ပါနေပြင်းရှင်းလင်းနေတဲ့အနေနဲ့ဘုံများကျဲချနေခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းညောင်ဦးမြို့နယ်တဲကခြေရွာတွေစစ်တောင်းထိုးခံရတာကြောင့်ခြေရွာ20ထက်မနည်းကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းဇွန်လ22ရက်နေ့ကစတင်ပြီးတော့ညောင်ဦးမြို့နယ်တဲကမခွေးနောက်မောက်သွားတဲ့ကားလမ်းမှာရှိတဲ့ခြေရွာတွေစီကိုစစ်တောင်းထိုးခံနေရတယ်လို့သိရပါဗျ။စစ်တောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဒေသတွင်းတော်လိုင်းတပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲဖြစ်နေတာသူတို့စစ်တပ်အင်အားကများတယ်အခုဒီတိုက်ပွဲကပြင်းထန်နေတော့မယ်လို့ညာဦးနယ်တဲကတိုက်ပွဲမှာပါဝင်တဲ့ဒေါ်လာရဲတပ်ဖွဲ့ဝင်တအုပ်ကပြောပြထားပါတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေနဲ့မြေပြင်နေရာကိုလုံခြုံရေးအခြေအနေအရထုတ်ဖော်ပြောကြားခြင်းတော့မရှိဘူးလို့သိရပါတယ်အင်အား900နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းကြောင့်ကျေးရွာ20ထက်မနည်းကဒေသခံပြည်သူတွေဟာဆွေမျိုးသားချင်းတွေရှိရာရွာတွေဖုံးကြီးကျောင်းတွေစီကိုထွက်ပြေးနေရတယ်လို့သိရပါတယ်တိတ်ဆောင်နေရတဲ့ရွာတွေကတော့ကံကြီးကုန်းမုံတိုင်းဂုံတော်ညောင်လာမအူ ကျုံးဘုကံတန်ဆက်တော်လေကံစကားလဝဲတဖင်းကံရတော်ကြီးဇီးစမြင်ကြောက်ကံမြောင်းစကားရွှေကဖြူဂျိုးကံဖြူမြေတန့်တော်ကြက်အုပ်ချောင်းရှိန်နဲ့ကြောက်ကံပြင်စတဲ့ခြေွားတွေဖြစ်ချောင်းတရင်ရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းပလောင်မြို့အမတ်ဆက်နှစ်တမရော်တမ်းမြင့်လေးချင်ရေးကြောင်းတိုင်းမဟုဆက်နှစ်ကစစ်မှုရန်တပ်သားတဲ့၄ဦးဟာတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၈ရက်နေ့မှာပလောင်မြို့အမတ်ဆက်နှစ်တမရော်တမ်းမြင့်လေးချင်ရေးကြောင်းတိုင်းမဟုဆက်နှစ်ကစစ်မှုရန်တပ်သားတဲ့၄ဦးဟာတနက်များကိုယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်လာတယ်လို့သိရပါဗါး။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတဲ့၄ဦးဟာစစ်မှုရန်အပတ်စဉ်၁၇အဖြစ်နဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထမဆူဆောင်းခြင်းကိုခံရသူများ စ်တယ်လို့သိရပါတယ်။ဗလင်းဝင်လာတဲ့သူတွေကတနတ်မပါဘူး။တင်တန်းသားတွေပါပြေးလာပြီးတော့ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေကိုရောက်မှဒေသခံတွေကနေတဆင့်ဆက်သွယ်ပေးလာတာမျိုးပါ။နှစ်ဦးကတော့တနင်္သာရီဒေသခံတွေပါ။သူတို့ကဇာတိကိုပြန်လာပြီးတော့မှအိမ်မှာစုဆောင်ရေးတပ်ကဝင်ဖမ်းတာပါ။ကျန်တဲ့နှစ်ဦးကတော့ထိုင်းကနေပြီးတော့တိုက်ရိုက်ပြန်ပို့ခံရတော့စစ်တပ်ရဲ့စုဆောင်ခြင်းကိုခံလိုက်ရတာပါလို့ PDF Big District Battalion 1 P23401 ကတောင်းအရှိသူကပြောပြထားပါဗျ။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာထိုင်းနိုင်ငံကနေဗီဇာတက်တန်းကုန်တဲ့အတွက်ဖမ်းဆီးခြင်းခံခဲ့ရပြီးမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်၎င်းတို့ရဲ့ဆန္ဒမပါဝင်ပဲပလောက်မြို့တိုင်းမဟုတ်စစ်နယ်ကိုစစ်မှုထမ်းအပတ်စဉ်စက်တဲ့တင်တန်းကိုအတင်းအဓမ္မပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအလင်းဝင်ရောက်လာသူများကိုကောင်းမွန်စွာဆက်လက်ထိန်းသိမ်းထားရှိပြီးတော့လိုအပ်တာများကိုလည်းဆက်လက်လုပ်ကင်ပေးထားတယ်လို့သိရပါဗျ။ စစ်ဗုဒ္ဓံအဖြစ်နဲ့အတင်းအဓမ္မစုဆောင်းခံရသူများကိုဗိတ်ခရိုင်အမှတ်တဲတည်ရင်အနေနဲ့အကောင်းဆုံးကုညီဆောင်ရွက်နိုင်ရန်နီလန်မျိုးစုံနဲ့စူးစမ်းလျက်ရှိရာလူငယ်များအနေနဲ့လဲစစ်ကောင်စီရဲ့မတရားဖိနှိပ်မှုအောက်ကနေရုံးထွက်ပြီးတော့အတူတကွတိုက်ပွဲဝင်တော်လှန်ကြရန်တိုက်တွန်းလိုပါတယ်လို့ PDF Bait District Battalion 1 P2340 1ကအသိပေးနှိုးဆော်ထားပါတယ်အလားတူပဲမွန်ပြည်နယ်တထုံစစ်မှုထမ်းတင်တန်းချောင်းကစစ်မှုထမ်းတပ်သားတဲ့၄ဦးဟာလဲတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့အလင်းဝင်ရောက်ခဲ့ကြောင်း Black Panther column ကတောင်းရှိသူတို့ကပြောကြားထားပါတယ်။ဇွန်လ22ရက်နေ့မှာစစ်မှုရတပ်သားတဲ့၄ဦးဟာအတင်းအဓမ္မပေါ်တာဆွဲခံရပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေအချိန်ပေါင်းများစွာလွတ်မြောက်အောင်ကြိုးစားပြီးတော့ကျက်တဲ့စစ်ကြောင်းထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။တနက်တော့မပါလာပါဘူး။ပေါ်တာဆွဲခံရပြီးတော့စစ်ကောင်စီရဲ့တင်တန်းကြောင်းကနေပြေးလာတာပါ။တထုံဘက်ကနေပြေးလာတာအလင်းဝင်ရောက်ခဲ့တဲ့၄ဦးကဘယ်မျိုးနေရလဲဆိုတာကတော့ကြံရှိတဲ့မိသားစုတွေရဲ့လုံခြုံရေးအရာ ဖြေဆိုခွင့်မရှိတာကိုနားလည်ပေးပါလို့ Black Panther column ကတောင်းရှိသူတို့ကရှင်းပြထားပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးဟာအကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေအချိန်ပေါင်းများစွာလွတ်မြောက်အောင်ကြိုးစားပြီးတော့ကြက်တဲ့နဲ့စစ်ကြောင်းထံကိုချိတ်ဆက်ပြီးအလင်းဝင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်သခိုင်းတိုင်းခင်းဦးမြို့နယ်အတွင်းမှာရှိတဲ့ပြူစော်တီ၂ဦးဟာလည်းတနက်တလက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့ပကဖအတန်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ22ရက်နေ့မှာခင်းဦးမြို့နယ်အတွင်းကပြူစော်တီ၂ဦးဟာတနက်တလက်နဲ့ခဲယမ်း ်းများကိုယူဆောင်လာပြီးတော့ခင်ဦးမြို့နယ်ပကပထန်းကိုအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးအလင်းဝင်လာတဲ့ပြူစောတိနှစ်ဦးဟာ M2 ကာဗိုင်တလန်ကြီပေါက်နှစ်ခု ကာဗိုင်ကြီ130တောင်း G3 ကြီ5တောင်းဖုန်းနှလုံး Redmi 10A Plus Redmi 5X power bank တလုံးနဲ့ laptop တလုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ